ိုင်းပြည်မှာစစ်တပ်အုပ်ချုပ်တာကိုကြိုက်ကြတယ်ဆိုတဲ့လူဒန်းစားတွေဟာအဲ့ဒီစစ်တပ်အုပ်ချုပ်တဲ့အချိန်ကြရင်လက်စားခွင့်မတရားပြုလုပ်ခွင့်အာဏာအလွဲတုံးစားလုပ်ခွင့်မကောင်းတာမျိုးစုံကိုလိုင်စင်ရထားသလိုတရားဝင် လုပ်ခွင့်ရှိလို့အဲ့ဒီစစ်တပ်ကိုအောက်ထောက်ခံပြီးစစ်တပ်လုပ်ခွင့်အုပ်ချုပ်တာကိုလိုချင်ကြတယ်။နောက်အခုဒီမှာကြည့်စစ်ခွေးဂိတ်ကနေလာရမြပြည်သူကိုဓမြတိုက်သလိုပတ်စံတောင်းနေတာနော်ကိုမောင်မောင်ထွက်ပြောထားတာဒါကိုမောင်မောင်ကစစ်တပ်ကိုတတလုံးအမာခံထောက်ခံလာတဲ့လူနော် အဲ့ဒီလူကိုယ်တန်းဆက်ထွက်ပြောထားတာကြည်နော်အဲ့တော့လူလေးငါးယောက်လက်နက်ကင်ပြီးတော့အိမ်တိုင်းတွားမယ်အဲ့လက်နက်နဲ့ပေးပစံပေးရွှေလို့တောင်းရင်ခင်ဗျားတို့ဘာလုပ်လဲပြောတယ်ဓမြတိုက်တယ်ပြောရမလားပြီးရင်အဲ့ဒီအိမ်ရဲ့လူကိုခေါ်ရမယ်ပစံနဲ့လာရွေးလို့ပြောရင်ဘာလုပ်လဲပြန်ပေးဆွဲသွားတယ်တဲ့ဟုတ်တယ်နော်အခုလက်ရှိမင်းအောင်နိုင်အာနာတိုင်းနားနဲ့ဒီမင်းအောင်နိုင်ရဲ့နောက်လိုက်ဖွေးတွေကအဲ့လိုလုပ်နေတာမဟုတ်ဘူးလားဟမ်သူများအိမ်တွေတော့စစ်မှုကြမ်းကြီးကောက် ဟမ်တွေ့တဲ့ကလေးဖမ်းငွေနဲ့လာယွင်းနိုင်တဲ့လူယွေးမယွင်းနိုင်လူရှေ့တန်းမှာပို့အသေးခံခိုင်းဟမ်အခုဒီကြားထဲဝါရဖြန့်နေတာမျိုးစုံသူတို့ဝါရဖြန့်အောင်သူတို့လူတော်သူတို့မယုံတော့ဘူးနော်ဘာဖြစ်လဲအပတ်စဉ်တစ်ကစစ်မှုထမ်းတက်တာတစ်တွေတဲ့ပြန်ဝင်ရပြီတဲ့ဘယ်နှယောက်လဲဆိုတော့မတည်ဘူးလေဟမ်ဘယ်နှယောက်ကအပတ်စဉ်တစ်တင်တန်းတက်ထားလဲဘယ်နှယောက်ပြန်ဝင်ရလဲနော်ဘယ်နှယောက်ကယောဂကြောင့်တည်လဲဘယ်နှယောက်ကရှေ့တန်းမှာတည်တယ်ဟမ်ဘယ်နှယောက်ကရန်သူရှင်မှာတုံ့ပန်းဖြစ်တယ် ဘယ်နှစ်ယောက်ကခြေပြက်လက်ပြက်ဒုက္ခိတာဖြစ်တယ်။ဘယ်နှစ်ယောက်ကပြန်ကွင်းရတယ်။အဲ့ဒီပွင့်လင်းမြင်တာတဲ့နော်။ဒါရွက်ောက်ဒီစင်မှုထံဥရေပြန်ထမ်းတော့ကဒါလိုပဲပွင့်လင်းမြင်တာမပြောခဲ့တာမလား။ဒါနှစ်နှစ်ပြည့်ပြန်ခိုင်းမယ်ဘာဖြစ်ညာဖြစ်တယ်။အခုလည်းအဲ့ဒီပွင့်လင်းမြင်တာဆိုတာချပြတ်။ငါတို့ပြည်သူမဟုတ်ဘူးနော်။မတိလို့မေးတာ။မင်းတို့အခြေခြေချပြတ်ထားတယ်ဆိုရင်တော့ဒါဆိုရင်တော့မစိုးဘူး။ချီကျူးတယ်။အကောင်းပြောတာငါတို့ပြည်သူကိုချမပြဘာမဖြစ်ဘူး။ ငါတို့ကတော့ထပ်ပြတ်ထားတယ်မကြားမိလို့မေးကြည့်တယ်ထပ်ပြတ်ထားလားမင်းတို့စစ်တပ်အထဲမှာစစ်သားတွေကိုတော့အချင်းချင်းပေါ့နော်ငါတို့အားလုံးပေါင်းအပတ်စဉ်တင်မာလာတင်နန်းသားဘလောက်လက်ခံလိုက်တယ်နော်အဲ့ပတ်စဉ်တင်တဲ့တင်လက်ခံတင်နန်းသားတွေကနော်တင်နန်းစတင်တဲ့အချိန်တွေကနေဒီနေ့အချိန်ထိယောဂကြောင့်တွေ့ရတာဘယ်နှယောက်ရှိတယ်ဟမ်ရှေ့တန်းမှာကြာဆုံးကတော့ဘယ်နှယောက်ရှိတယ်ခြေတက်လက်တက်ဖြစ်ွားဘယ်နှယောက်ရှိတယ်အကြံနဲ့အာဘယ်နှယောက်အဲ့ဒီဟာကိုဘယ်နှယောက်ကိုပြန်ခွင့်ပေးလိုက်တယ်မင်းတို့ရှင်းပြလား ရှင်းပြတယ်ဆိုရင်တော့ဒါဆိုမစိုးဘူးထောက်ခံနော်ငါတို့လည်းဒါကိုချီးကျူးမယ်နော်မရှင်းပြဘူးဆိုရင်တော့စဉ်းစားကြည့်အဲ့ဒါပဲနော်ဒါဒါကျွန်တော်ပြောရရှင်းရှင်းလေးပြတော်ဆောင်ပြောတာနော်အခုဒီမှာစစ်တပ်ဂိတ်ကစစ်ခွေးတွေဘလို့ဂိတ်ကောင်တွေကိုမောင်ပြောထားတာကြည့်ပါဒီလားစစ်တပ်ဂိတ်ကိုကျွန်တော်ပြောမယ်ဒီတော့များစစ်တပ်အလက်မဲကြပါစစ်တပ်မဲပေါက်ပါတယ်နော်အဲ့တော့ ေပေါ့ရွှေဘူအဝင်ဂိတ်ကိုပြောလို့ရမှာပေါ့နော်ရွှေဘူအဝင်ဂိတ်တဲ့မြကြီးနားရွှေဘူလမ်းပေါ့အဲ့ဒီကလည်းပြီးတော့ရွှေဘူအဝင်ဂိတ်မှာတဲ့တတော်ကိုစိုးပါတယ်တခင်ဗျာနော်တတော်ကိုစိုးပါတယ်ဂိတ်ကြီးတွေကောက်တဲ့နေရာမှာ PDF ကအကောက်ဘူးလားဆို PDF ကလည်းကောက်တယ် PDF ကကောက်တည်တန်တော့မှာပဲအခုစစ်တပ်ဂိတ်တွေတော့မစိုးပါဘူးတဲ့စစ်တပ်ဂိတ်တွေကရိုင်းနေတဲ့နော်ရိုင်းတိုင်းရဲ့နောက်တစ်ခုကပိုက်ဆံတောင်းတဲ့နေရာမှာလည်းဖြေရောမှုမရှိဘူး အဲ့လိုမျိုးပေါ့ကျိုးဆိုလို့ရှိရင်ရန်ဖြစ်တာလေးဖြစ်ရှိရလို့ကျွန်တော်ကြားသိရတယ်အဲ့ဒါရွှေကိုအဝင်ဖိတ်ပေါ့ဗျာနော်အဲ့တော့ဘယ်လောက်ထိကောက်တယ်လဲဆိုလို့ရှိရင်တော့ကားကခီးတဲ့တင်ကားနော်ခါလီပြန်လာရင်9000နော်ဟုတ်ပစ္စည်းလေးကခါလီပြန်လာရင်9000ဆိုတော့အဲ့ဒီခီးတဲ့ကားတွေကလိုင်စင်မရှိလို့လားဘလက်တွေလားဝတ်တောက်တွေလားတန်နိုင်ငံအခွန်မဆောင်ထားပဲနဲ့ဘလက်ဝတ်တောက်လုပ်လို့လားဟမ်အဲ့တော့ နိုင်ငံရေးဆိုတာကိုနှုတ်မှကိုစားရတယ်ဆိုတာအဲ့ဒါဟာအခုအဲ့ဒီခီးတဲ့တင်ကားတွေကခီးတဲ့တင်ဆောင်ခွင့်လိုင်စင်တွေတတ်မှတ်ထားတဲ့အခွန်တွေတိုင်းပြည်ကိုအကုန်တို့ပေးဆောင်ရတာအလကားရတာမဟုတ်ဘူးနော်ဒါပေမဲ့တတ်မှတ်ထားတဲ့ဥပဒေတတ်မှတ်ထားပြန်နှံထားတဲ့ဥပဒေထဲမှာလုပ်ပင်မဲ့တဲ့အခုပတ်စံတောင်းတယ်နော်တရောင်းသားတွေပတ်စံကောက်တယ်မပေးမဲ့နေလို့ရလားအဲ့အလောက်ကကိုနှုတ်မှကိုစားရတယ်ဆိုတာမှန်လားအဲ့ဒါနိုင်ငံရေးပဲနိုင်ငံရေးတခုမကောင်းရင်ကိုလုံးတော့ကိုမစားရတော့ဘူး ဒါကြောင့်မို့လို့နိုင်ငံရေးဆိုတော့ကိုယ်အရေးလို့ပြောတာเนาะကြည့်ခါလီတောင်9000တောင်းတယ်ဆိုတော့စဉ်းစားကြည့်ဘာမှမပါတဲ့ခါလီလေမစီဘူးအောင်ရှုံးနေတာဟုတ်တယ်မလားအမပါလို့ပစ္စည်းလေးပါလေးပြန်လာရအောင်ပါဒီသားကလည်းတင်းချင်ပြရတယ်ဒါခီးသက်တင်ကားပေါ့နော်6ဘင်းကပုံပြင်ရင်ကားဆိုရှင်ပေါ့နော်2သိန်းကနေ4သိန်းတိပေးရတယ် PDF ကမှချီချူတာပြောပြီးကောက်ပြီးတယ်နော်အဲ့တော့ကျွန်တော်မယုံဘူးဗျကျွန်တော်မယုံရင်ဥစ္စာပါလဲဆိုတော့ စစ်တပ်ကစစ်သားတွေဒါမျိုးလုပ်တယ်ဆိုတာကျွန်တော်မယုံချင်ဘူး။မယုံချင်တဲ့ကြောင့်ကျွန်တော်ဆက်လက်ပြီးတော့တွန်းဆွပါတယ်။တွန်းဆွကြည့်တဲ့အခါမှာစစ်သားတွေရဲတွေကတကယ်ပဲလုပ်နေပြီလား။ဟောရှိဖို့ခိမ့်ပါ။အကျော်ဆက်လက်တွန်းဆွကြည့်တဲ့အခါမှာတော့စစ်သားတွေရဲတွေမဟုတ်ဘူးဗျ။အဲ့တော့ဘသူတွေကအဓိကကောက်နေရဲဆိုတဲ့အခါကျတော့စစ်သားတွေရဲတွေကတော့အမိုးမခံဘူး။စစ်သားတွေရဲတွေကလည်းပြီးတော့တစ်စစ်ပြန်ပြီးတော့ဥပမာတပည့်ချပြီးတော့နှားထားတာပေါ့နော်။ လို့ကျင်တာကအဲ့မှာ informal ပုံစံမျိုးပဲဖြစ်နိုင်တယ်ဒါမှမဟုတ်ရှိရင်လည်းအကျွန်တော်တို့တာမန်ရတားကိုပိုက်ဆံပေးတယ်ပိုက်ဆံပေးပြီးတော့ gate ကောက်ခိုင်း gate ကောက်တဲ့ခါကျတော့တာမန်ရတားတွေဆိုတဲ့ခါကျတော့ဗျာပြည်သူနဲ့ဘယ်လိုဆက်ဆံရမလဲဆိုတော့သူတို့မသိဘူးသူတို့စိတ်ကပြည်သူချင်းချင်းဆိုတဲ့ခါကျတော့ဆဲဆိုတာတွေရှိတယ်မင်းကောက်ပါကောက်ချင်းနဲ့ရောက်မင်းဖုံးပေးစမ်းမင်းကပါရဲတယ်ဆိုတဲ့ပုံစံမျိုးတွေဒီလိုသူတို့ပါရဲခံတယ်ပြောတယ်အဲ့တော့ပိုက်ဆံတွေကိုငင်းစဲပြီးကောက်နေတာက စစ်သားတွေရဲတွေမဟုတ်ပဲနဲ့စစ်သားတွေရဲတွေကိုစားပိုက်ဆံတောက်ပေးနေတော့ကိစ္စောင်းတွေဖြစ်တယ်အဲ့ကိစ္စောင်းတွေကစစ်သားတွေရဲတွေထက်ပိုပြီးတော့အာဏာပါဝါပြနေတာအဲ့တော့တနည်းအားဖြင့်ပြတော့စစ်သားတွေရဲတွေကမကောက်တော့လဲပဲဒီကိစ္စောင်းတွေပေါ့နော်ဒီကိစ္စောင်းတွေအနေနဲ့ကသူတို့ဒီတိုင်းတက်ထားရဲဆိုတာသူတို့ခိုင်းထားတဲ့ပုံစံမျိုးပဲဖြစ်နေကြတော့ဗျာနော်ခိုင်းထားတဲ့ပုံစံမျိုးကိုခိုင်းထားတာလေမခိုင်းဘဲနဲ့သွားကောက်ကြည့်ပါလားသွားအောင်ကြွတော့အောင်မယ်ဟမ် မုတ်ကောင်းကြီးဆမ်းမှာစစ်တပ်ရဲတွေစိုးမိုးထားတဲ့ဒေတာတွေမှာဟမ်မခိုင်းမဲနဲ့တွားကောင်းကြီးကြိုက်တဲ့ကောင်ကောက်ဟမ်အ ਨੇ ဆုံးအစ်စ်တွားမကျွင့်တာတွားကျွတ်တာအ ਨੇ ဆုံးအတက်ညံဆုံးအစ်စ်တွားကျွတ်မှာနော်အဲ့ဒီအဆိုးဆုံးဆိုရင်အလောင်းမပြောက်အောင်ပါသူတို့ကလည်းခိုင်းထားတာလေဟမ်ဘာလို့ပြင်မခံမှုလဲခိုင်းတာလုပ်လဲခွေးသားတွေရှိတဲ့ဟာကြီးကိုဟမ်ခိုင်းမှာမဟုတ်ဘာမှစောင့်စစ်မရှိတဲ့တေးနေတဲ့ကောင်ကလည်းဘွားနေရအောင်လို့ဗန်းမင်းတို့လောက်သွားမှမင်းကြီးချက်လောက်လိုက် အဟိုကောင်နေတဲ့ခဏကပြောလို့ဘာဖြစ်တယ်ဟမ်နမအုံမှာဘာလို့ငကုတ်ကဘိုလ်လုပ်တယ်ဘာမှလက်နဲ့မရှိတဲ့ပြည်သူကိုသူတို့ကဒီကဖေပထွေးချိန်နဲ့ကြတော့ဘာဖြစ်တယ်အဲ့တော့ဒီနေ့မင်းအောင်နိုင်ရဲ့အုတ်ချုပ်ရေးရန်နေရလေပတ်နေတဲ့ပုံမှာအဓိကဘာနဲ့ထိန်းထားတာစစ်သားနဲ့ရဲနဲ့ထိန်းထားတာမဟုတ်အဲ့ဒလိုမျိုးဒလန်နေတဲ့ထိန်းထားတာနော်အဲ့လိုကောင်မျိုးကိုတော်နိုင်ဘက်ကသွားပြစ်ကြည့်ဒလန်ရှင်းနေဘာမှမဆိုင်တဲ့ပြည်သူကိုတတ်တယ်မလုပ်ဘူးလား လုံးတယ်လုံးလို့ပဲအဲ့လိုပြောလာခဲ့တဲ့ဟာကြီးကိုဟုတ်တယ်မလားဒါပေမဲ့သူတို့လေရင်နဲ့ဘုံကျဲလို့အဆုလိုက်ပြုံလိုက်နော်ရခိုင်မှာသူကျဲတာဖုတ်သဖတ်သလိုက်နေအညာမှာကျဲတာဖုတ်သဖတ်သလိုက်နေနော်အဲဒါပေမဲ့သူတို့ဘလောက်ကျဲကျဲသူတို့တစ်ချက်ကျဲလိုက်လို့လူဆယ်ချီရာချီသေးွားလဲပြေတနာမရှိဘူးဒါပေမဲ့ဝင်နေရလို့အဲ့လိုအဲ့လိုဒကိန်းကောင်းနေတဲ့ကောင်မျိုးသွားပြီးပြည်ထဲကပြည်ကြည့်ဘာပြောလဲအာပြည်သူကိုဒလန်ဆိုပြီးတတ်တယ်မင်းတို့ကအမြင်မတူတဲ့အမြင်ပါသူတို့ပြောကြတဲ့အမြင်မတူရင်ရန်တူလောက်လားမသိဘူး အဲအဲ့စကားအမြင်လို့တယ်တော်လိုင်းရင်မှအမြင်မတူယုံနဲ့ရန်တူလို့လို့မရဘူးတော့အမြင်မတူယုံနဲ့ရန်တူလို့ရင်အဲ့ကောင်ကတော်လိုင်းရင်မှမဟုတ်ဆောက်ယူကျွန်တော်တို့ကရန်တူနဲ့ပေါင်းမှလာတယ်ရန်တူတို့တတ်မှတ်လို့ရတယ်အမြင်မတူယုံနဲ့ကိုယ့်ဘက်ကိုအာမပေးရောတစ်ဖက်ရန်တူဘက်ကိုနော်အာပေးထောက်ခံယုံနဲ့ရန်တူတို့တတ်မှတ်လို့မရဘူးအေးအဲ့ရန်တူနဲ့သွားပေါင်းပြီးတော့အခုလိုမျိုးအမ်ပြည်သူတွေထိခိုက်နစ်နာအောင်လုပ်လိုက်အဲ့ဒါရန်တူပဲကျင်းနေတယ်နော်ရှင်းရှင်းလေးအဲ့တော့လက်ရှိဒီနေ့မင်းအောင်နိုင်ဟာ ရန်ကုန်မြို့အခုစစ်သားတွေနေရာတိုင်းတွေ့နေတာမတွေ့ဘူးနော်အာရန်ကုန်မြို့အင်းစေးပဲတဲ့အင်းစေးမှာပေါ့ဒလန်တွေအကုန်လှုပ်ပြီးတော့ဘာလုပ်ထားတာဒလန်တွေနဲ့အုပ်ချုပ်ထားတာဟမ်ဒါလက်ရှိဒီနေ့မင်းအောင်လိုင်ရဲ့ဒီအာနာတိုင်းအတူရောက်အဖွဲရန်နေရာလေပတ်ပုံကဒလန်နဲ့ထိန်းထားတာကိုရန်ဂျင်းနေစုကပီးအဲ့တော့ပိုက်ဆံပါလားပိုက်ဆံမပါလို့ရှိရင်တို့ကဖုံးပါဖုံးသိမ့်တယ်ဗျဖုံးပေါင်ခဲ့တာဥပမာပြေးပိုက်ဆံပေးရမယ်ဖုံးပေးပေါ့အဲ့ပုံစံမျိုးလေး နိုင်တော့နိုင်ချွတ်ပြရတဲ့ပုံစံမျိုးတွေအထိရှိတယ်။ဒီကိစ္စောင်းတွေကလည်းသူတို့ဒီဂိတ်ကိုဖြတ်မယ်လို့ဆိုရှင်သူတို့နဲ့ကြုံညှိရတာလည်းအထိရှိတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်စစ်တပ်ကလောက်တာမဟုတ်ဘူးရဲကလောက်တာမဟုတ်ဘူးနော်အဓိကလောက်တာလဲဆိုရှင်စက်တက်ရဲကနေပဲခိုင်းထားတဲ့ဒီတာမန်အယတာကိစ္စကလုပ်တယ်။ဘာပဲဖြစ်ဖြစ်တော့ဒါစက်တက်ကခိုင်းထားတယ်ဟုတ်တော့ပါလို့ပြောပြနော်။ထိုးကြွေးခံလဲ။သူတို့ပဲခိုင်းတဲ့ဟာယူရဲဆိုရင်အခုကျွန်တော်ပြောပြမယ်။ ်နေရင်းနေရင်းတယောက်ကသူ့နေထဲမှာပတ်ပြီးတော့ပါလိုက်လို့ပါတယ်ပတ်ဆံပတ်ချတာကူညီပါရစေမဟုတ်ဘူးပကူညီဘူးပတ်ဆံပတ်ချတာလောင်စားဝိုင်းချဲနှလုံးတုံးလုံးစတဲ့ဖြင့်ဘေးရတစ်အဲကြောက်ဆိုရဲကြောက်ပေါ်တော့စတဲ့ဖြင့်ပတ်ပြီးတော့ရှာရှာရှာချာအဲ့ဒီတူတယောက်ထဲရတာမဟုတ်ဘူးလေစကမ်းမှုညွနဲ့မှုအဲအဆောက်ဆိုနေရင်းဆိုပြီးနေတဲ့အင်ချက်နေတဲ့အင်ချက်ကနေစကမ်းမှုအဒုစကမ်းမှုတော့ဘာဒုညွနဲ့မှုတော့အစင်းစင်းအလုံးလွားတာ အဲဒီစကမ်းမှုတယောက်ကလည်းမြို့နယ်ကိုတွားပြီးတော့လကထုတ်မယ်တခါတည်းအဲ့ဒီလကတည်းကတဘောစကမ်းမှာလူ90ရှိရင်9ယောက်စာမြို့နယ်မှုကပေးခဲ့တယ်ကျန်တဲ့45ယောက်စာပါလာတယ်ဟောဓမ္မလူက90ရှိတယ်လကမလောက်ပြန်လေတက်ချမင်းတို့နေတဲ့နေဘယ်နေဖြစ်ချာမဘလောက်လို့လဲအဲ့လိုအစင်းနေသွားတာမြို့နယ်ကဘာလို့လဲငပိဘယ်နှဖုံးငပြာဘယ်နှဖုံးနော်ဒါကျွန်တော်မြို့မှာကျွန်မဘက်မှာဆိုအဲအောက်ကနေရင်အတဆင်းဆင်းပေါ့မြို့နယ်မှုကနေစကမ်းမှုစကမ်းမှုကနေအင်ချအင်ချနဲ့နေရရှား ဆိုတော့ဘာလို့လူမြင်မှာတော့နေတိုင်းပတ်ဆက်လိုက်ကောင်းတာဒါပေမဲ့အဲ့ဒီနေတိုင်းကြောက်စားရတာမဟုတ်ဘူးအစစ်အစစ်ကားရတာမကားတော့ရှင်အဲ့ဒီနေတိုင်းအဲ့လိုလုပ်ခွင့်ရမရဘူးလေအရှင်းနေတယ်ဖေကဟုတ်တယ်မလားအဲ့တော့ရှာလာဒီရှာနေတူကိုပဲကျွန်တော်တို့တွားကြည့်လို့မရဘူးဒီကောင်ရှာခွင့်ရနေတာဒီဘာလို့ကြောက်လဲအဲ့ဒါအဖြစ်ပဲအဲ့လိုတရားဝင်ခိုးခွင့်ရအောင်စစ်တပ်ကိုထောက်ခံကြတာအဲ့ဒါအဖြစ်တာမန်အေးကြီးကြီးနဲ့တိုင်းပြည်ကိုအေးတင်းကြီးကြီးနဲ့တိုင်းပြည်ကိုတိုးတက်ခြင်းနဲ့ တိုင်းပြည်မှာမျက်သားတဲ့ဥပဒေတွေလူလူချင်းတယောက်နဲ့တယောက်ခွဲခြားမှုတွေမလိုဘူးအဲ့လိုလူမျိုးတွေကဘယ်တော့မှစစ်အုပ်ချုပ်ရေးစစ်တပ်အုပ်ချုပ်ရေးကိုမလိုပေမဲ့အခုလိုကောင်မျိုးတွေကျတော့စစ်တပ်အုပ်ချုပ်မှသူတို့အဲ့လိုဆက်ရှာခွေစားတောက်လို့ရတာအဲ့ဒီအတွက်သူတို့အဲ့ဒီစစ်တပ်ကိုထောက်ခံကြတာသူတို့မှာတရားတာမတရားတာတွေမှားတာမှန်တယ်သူတို့မှမရှိဘူးသူတို့ဖြစ်ချင်တဲ့အရာသူတို့လူချင်းတဲ့အရာပဲသူတို့မှရှိတာဟောလေးဖြစ်သွားမယ်အဲ့တော့အဲ့မှာဂိတ်ဆောင်နေသူတွေအကောင်လုံးနာမည်တွေလည်းကျွန်တော်သိတယ်ဘယ်သူတွေဘယ်သူတွေဆိုတာလည်းကျွန်တော်သိတယ်အဲ့ဒီကြောင့်မို့လို့စင်ချင်မှာ တို့ပြောချင်တာပါဗျာစစ်တပ်ရဲ့ပုံရိပ်ကိုမကြပါစေနဲ့ပေါ့နော်အဲ့တော့ဖြစ်ပုံတွေဆိုလို့ရှိရင်သူကပိုက်ဆံတော့လည်းမပေးဘူးဆိုလို့ရှိရင်ခါလဲဟိုဘောမင်းတော့ပါကောင်းခင်လဲဆိုရင်ပါးလိုက်ပါဖြစ်ရတယ်ရိုက်ပြီးတော့တနတ်တွေပါဆွဲပြီးတော့တနတ်ကိုပြီးဆွဲဘလို့တနတ်ပြီးဆွဲဆိုရဲစီရတနတ်ပြီးဆွဲစစ်သားတွေတနတ်ပြီးဆွဲအစစ်သားမှသူ့ထားဆဲအဲ့တော့မစ္စသားမောင်ငါတနတ်မကြိုက်နဲ့ဆိုတော့မှညင်တော့အဲ့လိုမျိုးလုပ်တဲ့ခါကျတော့လေဒီပေါ့ကားသမားကလည်းမင်းဖုံးပေးတယ်မင်းဖုံးစစ်မင်းပြည်ရတဲ့ဆက်တွေရှိလာပါလားဆိုပြီးတော့ပါတယ် ဲ့တော့အခုရွှေဘူ gate ပေါ့တတော်ကြီးကိုစိုးသွားနေရတယ်အော်ရက်တဲ့နယ်လို့ကျွန်တော်ထင်တယ်ပေါ့ဗျာနော်စင်ကြယ်မှာပေါ့အဲ့လိုပြောပေါ့နော်ကဲကြားတဲ့အတိုင်းပဲအဲ့ဒါကရွှေဘူ gate တစ်ခုတည်းလားမေးတော့မဟုတ်ဘူးတနိုင်ကန်လုံးမှာစီစစ်ပွေးတွေအခြေဆိုင်ရာ gate တိုင်းမှာအဲ့လိုဖြစ်နေတာနော်ဒါကြောင့်မလို့အခုလိုမျိုးဒီပြည်သူကိုမတော်မတရားလုပ်နေတဲ့အရာတွေ လုံးဖြစ်လာလို့ရှိရင်တက်တေတွေရအောင်ယူပါခိုးပြီးတော့ရအောင်ကိုယ့်အန်တွေလည်းကိုကြည့်ပေါ့နော်ဒါဒီကောင်ကမိဝိုင်းရင်လည်းမလွယ်ဘူးဟုတ်တယ်မလားတက်တေရအောင်ယူနိုင်ပြီးတော့ဝိုင်းလုပ်ပေးကြပါဒါလည်းတော်လှန်ပြီးတစ်မျိုးပဲနော်ပို့လာခဲ့အခုနီးစက်ကဘုံမောင်ပို့လို့ခုနကပြောသူတို့ဘက်ကကောင်တွေတော့ပို့ရင်တော့ဘလူးမကခုနဖြစ်မှာမဟုတ်ဘူးနော်ဟိုပြည်တွင်းထဲဘောမတွေဆိုတော့သွားပြောမင်းတို့တော့အချို့လည်းပြန်ရောင်းသွားလိုက်မယ်အေးပြည်ပကလူတွေခုနကပြောတော်လှန်ရေးမှာပါဝင်လူတွေပို့လာပါနော်ဒါကကျွန်တော်တို့အမြဲပြောတဲ့ကိစ္စ PDF တွေဂိတ်ပွင့်တဲ့ကိစ္စမှာလည်းကျွန်တော်ပြောတယ် PDF တွေဒီခုနကပြောပြည်သူကိုဆက်ဆံတဲ့နေရာမှာ ။တတိထားဖို့ကျွန်တော်တို့အမြဲပြောတယ်။ဘာဖြစ်လို့လဲ။လက်နက်ကင်ပြီးတော့အခုလိုလူဘာဝရတဲ့စောက်ကျင်ကိုမကြိုက်လို့တော်လှန်ကြတာလေ။ဟုတ်တယ်မလား။ကိုကိုတိုင်းကလက်နက်ကင်ပြီးလူဘာဝမှာဆိုရင်ကျွန်တော်တို့အတိုင်းပြည်အနာတိုင်းဘာလို့တော်တော်လှန်တော့ကိုလေ။ဟုတ်တယ်မလား။အတက်တွေသတိပြီးဘာလို့တော်လှန်တော့ကိုလေ။မြောင်းလိုက်မင်းမဲအုပ်ထုတ်လိုက်ပြီးတော့ကွာဖြစ်စင်တာဖြစ်ပြီးတော့ကွာမင်းလို့တော့ညငါတို့ခံပြရမယ်။မင်းပြင်တဲ့ချာတိုင်းငါတို့ခံပြရမယ်နေလိုက်မှာပေါ့။ဟုတ်တယ်မလား။အဲ့တော့ PDF တွေလည်းဒါကိုနမူနာကြည့်ဖို့လိုတယ်။ဒါကြောင့်မို့လို့ လက်နဲ့ကင်ထားတဲ့ဒူဒီလက်နဲ့မဲ့တဲ့ပြည်သူရဲ့ကျွန်ဆိုတာကိုကိုယ့်ကိုတဘောပေါက်ဖို့လိုတယ်အဲ့တော့ပြည်သူတွေးလိုက်ကြတဲ့ငါတို့ရဲ့အကိုလိုအမလိုအဖေလိုအမေလိုဟုတ်တယ်မလားငါတို့ကသူတို့ကိုကာကွယ်သူတို့စောက်ချောက်သူတို့အလုပ်ရွေးပြုနေတာသူတို့မှားရင်ငါတို့တန်းကြီးခံရမယ်ငါတို့မှားလို့မရအောင်ဆိုတဲ့အတွေးမျိုးကိုတွေးနိုင်မှအထက်တန်းစားလက်နဲ့ကင်ဖြစ်မှာငါမှတနတ်ရှိတဲ့လာခံငါဖေးလိုပေါ့ငါထိုင်းဆိုကျွန်တော်ပြင်းတရရှိပြင်းပြင်းနေမှာငါလေးပြင်းမှာနော် ာတနတ်ကြီးရဲ့ကြိုင်သားနေတဲ့အာနာနဲ့တိန်းသားနဲ့တတိရှိရင်ပြည်တွင်းဝင်လာခဲ့ဆိုတော့လူတယောက်ကအချိန်မြင့်ပြစ်တတ်ခွင့်ရနေတယ်လေဟမ်အခုစစ်သားတယောက်ကပြည်လူတယောက်ကိုပြစ်တိုက်လိုက်လို့လူသက်မှုဖြစ်လာဖြစ်လာအဲ့ဒါအပြေပဲချင်းချင်းလေးဒါလူတက်လူတက်ခွင့်ကိုတရားဝင်နိုင်စေရနေတယ်ဒီကောင်လေးအဲ့ဒါအ iyor သူတို့ဘုရားမှာသူတို့အကောင်လို့ထင်တယ်သူတို့သူတို့ဟုံးလာပြီထင်တယ်တကယ်တော့ပါလေရှက်စရာကိုရှက်စရာကောင်းမှမတည်တယ်အောက်တန်းကြတဲ့ဘဝရောက်နေမှန်းကိုကိုယ့်ကိုမတည်တဲ့ဘဝလေ ်တကယ်တော့သူတို့ဘဝအောက်တန်းစားဖြစ်နေတယ်ဟုတ်တယ်မလားဒါပေမဲ့တော့ဘာဖြစ်လဲအာသူ့ရဲ့နဲ့တူးဆက်တော့ဟုတ်နေကြတာပဲတေးသေးချာချာတွေးကြည့်တေးချာချက်เสียရည်ဒါကြောင့်မို့လို့ကိုယ့်ကိုလက်နက်ကင်ထားတဲ့ဆိုရင်လက်နက်ကင်အောက်တန်းစားဘဝဖြစ်အောင်နေမှာလားလက်နက်ကင်ထက်တန်းစားဘဝဖြစ်အောင်နေမှာလားကိုကဒီလိုမျိုးဘီလူဆိုတာအမျိုးမျိုးရှိမယ်နော်ရှော့ပေးရင်စောက်ပါသွားတဲ့ဘီလူတွေရှိမယ်ဟုတ်တယ်မလားဥပဒေကြောင်းတိုင်းတော့လူဘဝဝင်မရှိဘူးအဲ့ဒါကိုမခံနိုင်ဘူးဆိုအဲ့လက်နက်သွားမကင်နဲ့ တာမန်ပြည်သူဖြစ်နေကျွန်တော်ဆိုဘယ်ပါတီဝင်မှမနေဘာဖြစ်လို့ပြောကျင်လို့စောက်ထုံးမပြေပြောလို့ရအောင်လို့နော်အဲ့ဒါရှင်းရှင်းလေးအဲ့အခုဒီတော်လိုင်းမှာဆိုကျွန်တော်တို့ပြောတယ်ဟာဒီကောင်ကြီးကတိုင်းနဲ့တနက်ကင်တွေကိုအခုမှဖားတာတော့ဖားစရာမလိုဘူးမင်းတို့လည်းမင်းတို့အခွင့်အရေးတွေလုပ်လို့လားငါတို့လည်းငါတို့အခွင့်အရေးတွေလုပ်လို့လားအေးဒါပေမဲ့မင်းတို့ဟာတော်လိုင်းရေးကိုတော်လိုင်းရေးနဲ့တူအောင်လုပ်တဲ့အဖွဲ့ဆိုရင်မင်းတို့အသက်မင်းတို့ဘဝတော့ငါတို့ကာကွယ်ပေးနိုင်ရင်ကာကွယ်ပေးရမယ်ဘာဖြစ်လို့လဲရဲဘော်ရဲဘက်ဖြစ်လို့ ဖားဆရာမလို့ဘူးငါတို့အတယောက်တည်းအတွက်လာလုပ်ပေးတာမဟုတ်မင်းတို့အတွက်မင်းတို့လုပ်သလိုငါတို့လည်းငါတို့အတွက်ငါတို့လုပ်တာနော်ဒါပေမဲ့မြမမီမာလက်နက်ကင်အောက်တန်းစားတွေများတယ်အလုံးတိတဲ့တိုင်းလက်နက်ကင်ပြီးတော်လိုင်းရို့တော်လိုင်းနဲ့တူအောင်မလုပ်ဘူးလက်နက်ကင်ပြီးတော့စီးပွားရှာစားတဲ့ကောင်တွေများတယ်အေးအဲ့လိုကောင်မျိုးဆိုရင်ဒါပြည်သူညံသူပဲရှင်းရှင်းလေးဒါကြောင့်မလို့ဒီຫນွေဦးတော်လိုင်းရင်းမှာပါဝင်နေတဲ့လက်နက်ကင်အဖွဲ့စည်းမှန်တမျှတော်လိုင်းရို့တော်လိုင်းနဲ့တူလုံနေတဲ့အဖွဲ့စည်းမှန်တမျှဒီဒါဟာပြည်သူရဲ့နှလုံးသားတွေပဲအေးဒီနေ့အခုတပေါ့ပေါ့ ့ KIA AA ပေါ့အင်အားကြီးတဲ့တဲမှာ AA ကိုခုဆိုရင်အကုန်ဝိုင်းအားပေးတယ်ရခိုင်လူလူတို့တွေမဟုတ်ဘူးတပြည်လုံးတစ်နိုင်ငံလုံးတစ်ကမ္ဘာလုံးအားပေးတယ် KIA ဆိုတဲ့သူတို့အားပေးဘာဖြစ်လို့လဲတော်လန်ကြီးကိုတော်လန်ကြီးတူအောင်လုပ်နေကြတယ်ဟောအခုချက်ချင်းမယုံလို့ရှိရင်သွားပြီးမင်းအောင်လည်းသွားပေါင်းလိုက်ကြည့်ရည်မဆဲတိုင်းကြိုက်တယ်လို့ပြောအဲ့ဒါအဖြေပဲအဲ့ဒါဘာကြောက်လဲလုံရက်ကြောက်တန်ဖိုးတက်တာချင်းချင်းလေးအခု BG ရဲ့ဟမ်ဘာဖြစ်လို့ပြည်သူတွေဆဲကြအခု BG ရဲ့တော်လန်ကြီးဘက်မှာရက်တည်လိုက်ကြည့်အဲ့ဒါအဖြေပဲ ။နော်ဒါကိုတိဖို့လိုတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကလက်နက်ကင်ထားတဲ့လူတွေဒီကိုယ့်ကိုအထက်တန်းစားဖြစ်အောင်အမြဲတတိကထားမှရတယ်။ဘာလို့ဆိုလူလူချင်းဒီတိုင်းနေတယ်။တနက်လေးခါထိုးလိုက်ကြည့်ဟော။ဖိုက်တာငါငါတနက်ရှိရောကွာအေးစေးပါညာ။တောင်းတော့တနက်မရှိတဲ့လူကိုယ့်ကိုယူတယ်ယူတယ်ဟာဟုတ်ကဲ့ပါဆရာပါညာလို့။ဟမ်ကြုံခုတယ်။ကြုံနေစင်းတယ်။အိုကိုလေအဲ့ဒါလေးလာတယ်ဆိုတော့ဘာလဲလုံချုံအပြစ်အမတိဘတ်စမန်တွေလို့ပေါ့အမှန်တကယ်ကိုသူတို့ရှိသွားတဲ့ဧည့်တယ်မလို့သူတို့ကိုလုံချုံပေးတာကိုပါကောင်းမှမဟုတ်ဘူး နော်ထပ်ဖို့လေတော့တော့ရင်တိုင်ရင်တွေကလုံချုံပေးတယ်ဆိုတာလာတဲ့ဧည့်တွေကိုအိမ်ရှင်ကအဝတ်ကြီးပုံတာမင်းအကောင်မို့လို့မင်းထောင်လိုက်ကုန်တယ်လုံချုံပေးတာမဟုတ်ဘူးကိုယ့်ကိုစောက်ထင်မကြီးနဲ့ဟမ်90လီပါဆိုတော့ထင်မကြီးနဲ့ဟုတ်တယ်မလားလုံချုံပေးတာအိမ်ရှင်အဲ့ကိုယ့်အိမ်ကိုလာတဲ့ဧည့်တွေမို့လို့ထိခိုက်ဝါသခုပြုံဝါဆိုလုံချုံပေးတာဟမ်အဲ့ချိန်မှာတော့လည်းမအောင်သိမှာဟမ်တနခါထိုးတာဘေးကရွာတွေပါတွားရင်ဟာဟုတ်ကဲ့ပါဆရာပါညာကိုယ့်ကို feeling တက်တက်ကြတယ်မလားအဲ့ဒါရှစ်ဆရာကြီးအဲ့လိုလုံးဝမတက်မိစေနဲ့ လက်နဲ့မဲ့တဲ့လူကလက်နဲ့ရှိတဲ့လူကိုအယုဒိပေးနေပြီဆိုလက်နဲ့ရှိတဲ့လူကအဲ့လက်နဲ့မဲ့တဲ့လူကိုအယုဒိပေးရမှာအဲ့ဒါမှကျွန်တော်တို့ကနိုင်ငံကြီးသားပိတမှာအထက်တန်းကြတဲ့လက်နဲ့ကင်ကြီးဖြစ်မှာအဲ့လိုမဟုတ်ဘဲနဲ့လက်နဲ့မဲ့နေတဲ့ပြည်သူအာနာမဲ့တဲ့ပြည်သူကိုတွားပြီးတော့ဟိမ့်မယ်ဟောက်မယ်ခြောက်မယ်စားမယ်စကားပြောမထီလို့ပြောမယ်ဟမ်ရဲရဲဆိုင်တုတ်ပြတ်မယ်ဂါရဝတရားမဲ့မယ်ဆိုရင်တွားပြီးမင်းအဲ့ဒါလက်နဲ့ကင်အောက်တန်းစားမယ်ရှင်းတယ်ဒါလေးကိုအားလုံးရင်ထဲမှာစွဲနေမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ တော်နိုင်ခရီးရကြစရာအကြောင်းမရှိပါဘူးအဲ့ဒါကြီးတစ်ချက်ပဲရင်ထဲထည့်လိုက်တော့ COC တွေဘာတွေခဏထားလိုက်အောင်နော်အဲအများကြီးပဲနော်အဲ့တော့အဲ့ဒီစိတ်ကလေးရင်လက်နက်ကင်ထားတဲ့မြန်မာနိုင်ငံသားတိုင်းမှာထဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဒီအခြေအနေရောက်လာစရာမလိုသလိုဒီလိုအခြေအနေကိုရေရှည်ခံစားစရာမလိုဒါကြောင့်မို့လို့ကျုံမြန်မာပြည်ထဲမှာရှိတဲ့လက်နက်ကင်ထားတဲ့ဒီတော်လန်ရေးအမိခံပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ရဲပဲဖြစ်အားလုံးကိုမြေတားရက်ခံချင်တာက လက်နက်ကင်အထက်ပန်းစားဖြစ်အောင်ကြိုးစားပါလို့နော်အဲ့ဒါခင်ဗျားတို့ရဲ့တန်ဖိုးပါဒါလေးကိုကျွန်တော်ဆရာလောက်ရခြင်းမဟုတ်ပါဘူးတကယ်ကိုဖြစ်စေခြင်းနဲ့စိတ်နဲ့တင်ပြတဲ့အရှင်းပါပဲ